အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ literature fee channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့မှာတော့ကျွန်တော်ဖွင့်ပြတင်ဆက်ပေးခြင်းတဲ့ဆောင်းပါးကောင်းလေးတစ်ပုဒ်ကတော့စာရေးဆရာ Minken Fast ရေးသားထားတဲ့ You can change မင်းပြောင်းလဲနိုင်ပါတယ်လို့အမိရတဲ့စာအုပ်ထဲမှာဆောင်းပါးကောင်းလေးတစ်ပုဒ်ကိုရွေးချယ်ဖတ်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်လည်းဒီဆောင်းပါးကောင်းလေးကိုနားဆင်ခန်းစားကြည့်အောင်လားခင်ဗျာအမောင်သူကိုကြော်ဖြတ်ပါ အထီးကျန်လဲဆိုတာကိုလူတိုင်းမိဘခံစားမှုကြမယ်ထင်ပါတယ်။တကယ်တော့အထီးကျန်လဲဆိုတာမျိုးကမိမိရဲ့စိတ်အခြေအနေကြောင့်ဖြစ်တာပါ။ဥပမာအားဖြင့်ကိုယ့်ရဲ့စိတ်ကအမိခိုးကိုလိုအပ်နေတာ၊ကိုယ့်ရဲ့စိတ်ကအတိတ်ကိုတွေးနေတာ၊အနာဂတ်အကြောင်းစဉ်းစားပြီးဖြစ်နိုင်ပါမလားလို့စဉ်းစားနေတာမျိုးကပိုပြီးတော့စိတ်ကိုပင်ပန်းစေပါတယ်။စိတ်ပင်ပန်းလာတာနဲ့အများအသိငယ်စိတ်၊ကြောက်ရွံ့စိတ်၊ရှက်တဲ့စိတ်တွေဖြစ်ပေါ်လာပြီး depression လို့ခေါ်တဲ့စိတ်တက်ကြတာမျိုးတွေအထိဖြစ်သွားကြတယ်။ အဲ့လိုဖြစ်လာတဲ့အခါဘသူနဲ့မှလည်းအဆက်အသွယ်မလုပ်ချင်ဘူးကိုတယောက်တည်းအထီးကျန်တဲ့ပုံစံမျိုးနဲ့နေလာကြတယ်။ကြာလာတော့ကိုယ့်ရဲ့ပုံစံဟာလူအများကြားတဲ့သွားလဲယုံကြည်မှုမရှိတော့ဝင်ဝင်လင်းလင်းပြောရရင်လူကြောက်နေသလိုမျိုးဖြစ်လာတယ်။ဆိုတော့ကအထက်ကပြောပြခဲ့တဲ့လူငယ်မျိုးအများအပြားရှိကြပါတယ်။ကျွန်တော်တို့ပတ်ဝန်းကျင်မှာမြင်တွေ့နေရဆဲပါပဲ။သူတို့ဘာလို့အထီးကျန်ဖြစ်သွားကြရလဲ။မြတ်တစ်သစ္စာဖောက်ခံရခြင်း တစ္ဆာဖောက်ခံရတာဟာလူတယောက်အတွက်တကယ်နာကျင်ခံစားရပါတယ်။ပြီးတော့အဲ့လိုတစ္ဆာဖောက်ခံရတာများလာတဲ့အခါလူတိုင်းကိုလွယ်လွယ်နဲ့မယုံကြည်တတ်တော်တာမျိုးတွေဖြစ်လာတတ်ပါတယ်။နံပါတ်1လူသုံးလောက်ခံရခြင်းတကယ်ရင်ဒီကြားထဲမှာသူ့ကိုအပေခံနေရခါနေထားတယ်။လူတဲ့အခါမှသာခေါ်တယ်။အချိန်တိုင်းတာတစ်ခုထိတီးခံလို့ရပြီမြဲကြာလာတော့တငယ်ချင်းတွေကြားမှာသူကလူရမဝင်တယ်လို့မျိုးဖြစ်လာပြီးနောက်ထပ်တငယ်ချင်းထိုင်းရမှာတော့ကြောက်ပြီးတော့တယောက်ထင်းနေလာတတ်ကြပါတယ်။ နံပါတ်3မိသားစုအဆင်မပြေမှုများများသောအားဖြင့်ကတော့မိသားစုဆိုတာပျော်ရွှင်စရာအတိုက်အမြုံလေးပဲမဟုတ်လားအပြင်မှာဘလောက်ပဲပြဿနာတွေဖြစ်ခဲ့ဖြစ်ခဲ့မိသားစုနဲ့အချိန်ပြုံးလိုက်ရရင်ပျော်ရွှင်သွားတာမျိုးကလေးဖြစ်ချင်တာပေါ့ဒါပေမဲ့မိသားစုကပါအဆင်မပြေတဲ့အခါပို့ပြီးတော့စိတ်ပင်ပန်းဝင်နေကြရပါတယ်နံပါတ်4တယောက်တည်းအနေများလာခြင်းတယောက်တည်းအနေများတဲ့သူပြီးရှိပါတယ်ဟိုးရင်ကဆိုရင်တော့ကျွန်တော်အပါဝင်ပေါ့ ါပေမဲ့လူဆိုတာအတိုင်းအဝိုင်းတစ်ခုမှနေနေရတာဖြစ်တဲ့အတွက်တယောက်တည်းနေပါများလိုက်အခက်အခဲဖြစ်တဲ့အခါအကူအညီမရှိဘဲဖြစ်နေတတ်ကြပါတယ်။အဲဒီလိုပဲအချိန်ကြာလာရင်မျှ depression ပိုပြီးတော့ဝင်လာကြပါတယ်။အဲဒီတော့အထူးကျန်တဲ့ခံစားချက်ကိုဘလို့တိုက်ထုတ်လို့ရမလဲ။အဖြေအားရှင်းရှင်းလေးပါ။ပြစ်ဆုံးပန်းကို ပိုပြီးအာယုံဆိုင်လက်ယုံပါပဲ။ကျွန်တော်တို့သစ္စာပေါက်လည်းခင်ရမှာပဲ။ဒါပေမဲ့အဲ့ဒါကိုပြန်မတွေးပဲကိုယ့်ရဲ့လက်ရှိအခြေအနေလက်ရှိအားထုတ်နေတဲ့အရာကိုပိုအာရုံစိုက်ပြီးတော့ ကိုပြီးနာကချစ်တဲ့သူတွေကိုအချိန်ပေးရုံပါပဲ။တငယ်ချင်းတွေကြားထဲမှာလေလူသုံးတယောက်အပေကန်တယောက်ဖြစ်ဖို့မှာပဲ။ဒါဆိုရင်အဲ့လိုတငယ်ချင်းတွေကိုလက်လွတ်ခဲ့လိုက်ပါ။ဘာဖြစ်လဲ။ကိုပေါ်မကောင်းတဲ့တငယ်ချင်းကိုလွတ်တာချခဲ့လိုက်။နောက်ထပ်နောက်ထပ်ပူကောင်းတဲ့ friendships တွေကိုနဲ့ဝါသနာတူတဲ့တငယ်ချင်းတွေအများကြီးရှိသေးတာကိုသတိပြုပြီးတော့ရှေ့ဆက်ရှောင်းနေဖို့လိုပါလေ။မိသားစုဆိုတာအစဉ်ပြေးလိုက်မပြေးလိုက်နဲ့ဖြစ်တတ်ကြတာသဘာဝပါပဲ။ကိုလိုမျိုးမိဘမရှိတဲ့သူတွေတောင်အများပြားရှိပြီးတော့ တို့ရဲ့ဘဝကိုရှေ့ဆက်နေကြပါသေးတယ်။ကိုလေဒီလိုချီနေမျိုးကိုစိတ်ညစ်ပေမဲ့ရှေ့ဆက်ရှောင်နေဖို့လိုပါရင်တယောက်တည်းနေရတာကိုကြိုက်တာမှန်ပေမဲ့ဆက်ပြီးတော့အပေါင်းအသင်းတွေကိုနဲ့တို့ရဲ့ဝါသနာရှင်တွေကိုထက်တော်တဲ့ဆရာတွေကိုမသိတာရှိရင်နေမြန်ဖို့လိုအပ်တာရှိရင်လည်းတောင်းဆိုဖို့ကလည်းအရေးကြီးပါတယ်။တချို့နေရာတွေကမမေ့ဘဲနဲ့မတောင်းဆိုဘဲနဲ့တော့မသိလာနိုင်ဘူးလေ။ငါကတယောက်တည်းနေရတာကိုကြိုက်တာ။ ဘသူနဲ့မှမဆက်ဆံတတ်ဘူးဆိုတဲ့ depression ဆန်းဆန်းအတွေးမျိုးနဲ့အတိတ်မှာချောင်ပိတ်အနာဂတ်ကိုတွေးချင်စိတ်ညစ်ပြီးတော့မခန့်လေးတဲ့မှာပဲဆွေးနေမယ်ဆိုရင်ဘယ်တော့မှတင်ဟာကျဲတဲ့ဝင်ဖြစ်မလာနိုင်ပါဘူးဆိုတော့ကတင်ကိုယ်တိုင်ကျဲလေးတဲ့ဝင်ဖြစ်လာနိုင်ပါတယ်အထီးကျန်ခြင်းကနေတမ်းမအောင်လေ့ကျင့်ယူပါတင်တမ်းမလာတဲ့အခါတင်ရဲ့ဘေးဘက်ဝင်ခြင်းကဒူရီအထွတ်အကျိုးရှိတာလေးတွေကိုဖြန့်ဝေပေးပါတင်ကိုယ်တိုင်လူအများအထွတ်တောက်ပပေးမယ်ကျဲကလေးတဲ့ဝင်ဖြစ်အောင်ကြိုးစားပါနော် အခုကျွန်တော်ဖတ်ပြတင်ဆက်ပေးခဲ့တဲ့ဆောင်းပါးကောင်းလေးကတော့စာရေးဆရာ American Fast ရေးသားထားတဲ့အမောင်တို့ကိုကြော်ဖြတ်ပါလို့အမိရတဲ့ဆောင်းပါးကောင်းလေးတစ်ခုကိုရွှေ့ချက်ဖတ်ပြတင်ဆက်ပေးခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာဒီဆောင်းပါးလေးမှာဆိုလို့ရှိရင်ကျွန်တော်တို့တွေရဲ့ဘဝမှာအဆင်မပြေတာမျိုးဥပမာသစ္စာပေါက်ခံရတာတို့လူသုံးလှုပ်ခံရတာတို့ပြီးတော့မိသားစုနဲ့အဆင်မပြေတာဒီလိုမျိုးကိုယ့်ရဲ့ဘဝမှာအမောင်တို့တွေကိုကျွန်တော်တို့တွေရင်ဆိုင်ကြုံတွေ့လာတဲ့အခါမှာကျွန်တော်တို့တွေက depression ဝင်ပြီးတော့စိတ်သက်တေကျ အလုံမှာရောကျွန်တော်တို့ရဲ့ဘဝမှာပါအဆင်မပြေတာတွေကဆက်တိုက်ရှိလာနိုင်ပါတယ်အဲ့တော့ဒီလိုမျိုးကိုယ့်ဘဝမှာဒီလိုအမှောင်တွေအခက်ခဲတွေနဲ့ကျွန်တော်တို့တွေရင်ဆိုင်ကြုံတွေ့ရတဲ့အခါမှာကျွန်တော်တို့တွေစိတ်တက်မကြဘဲနဲ့ကျွန်တော်တို့တွေရှေ့ဆက်လုပ်ဖို့ရှေ့ဆက်စ조사ဖို့ဘယ်လိုမျိုးစ조사တင်နေဆိုတဲ့အကြောင်းအရာလေးတွေကိုကိုကိုဘယ်လိုမျိုးအားပေးတင်နေဆိုတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ဂျာမင်ခန်ဖတ်စ်ကဒီဆောင်မလေးရဲ့မှာရေးသားထားတာကိုတွေ့ရပါတယ် အားကြောင့်မလို့ဒီလိုမျိုးပညာပေးဆောင်မကောင်းလေးတွေစိတ်သက်ခွန်အားဖြင့်အတွေးမြင်ဆောင်မကောင်းလေးတွေကိုဖတ်ချင်တယ်ဆိုလို့ရှိရင်တော့ဆရာမင်းကန်ဖတ်ရေးသားထားတဲ့ You can change ရင်းပြောင်းလဲနိုင်ပါတယ်လို့အမိရတဲ့မွေးစာအကောင်းလေးကိုဝယ်ယူဖတ်ရှုအားပေးကြဖို့ကျွန်တော်ရဲ့ literature feed channel လေးမှာပရိသတ်များကိုတိုက်တွန်းလိုက်ပါတယ်ခင်ဗျာမရှိသူများအားလုံးဘေးရန်ခတ်သိမ်းကင်းကျင်းကြပါစေဒေါသခတ်သိမ်းကင်းကျင်းကြပါစေစိတ်ရန်ခတ်သိမ်းကင်းကျင်းကြပါစေနှလုံးဆေးဝါးအေးချမ်းကြပါစေ ။နားဆင်သူများအားလုံးပေးရန်ကြောင်းကြဆင်းရဲကင်း၍ကိုစိတ်မပြကျမ်းမာချမ်းသာကြပါစေ။ကောင်းကျိုးလိုရာဆန္ဒများလည်းတလုံးတော့ပြည့်စုံကြပါစေလို့ကျွန်တော်ရဲ့ literature feature channel လေးမှာနားဆင်ပေးခဲ့ကြသူဒုတိယအချင်းစီကိုဆုတောင်းမေတ္တာပို့သပေးလိုက်ပါရခင်ဗျာ။